ဒီကနေ့ဒီဇင်ဘာလ23ရက်နေ့သတင်းစီးရီးတွေကိုတင်ဆက်ပေးတော့မှာပါဒီကနေ့သတင်းတွေကတော့ခရစ်စမတ်ကာလမှာလွတ်တော်များခေတ္တရှင်းနာမယ်ဆိုတဲ့သတင်းမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာညပူသေးများပုံမတိုးလာဖို့ရှိဆိုတဲ့သတင်းရေပေးပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက်ကုညီဆောင်ရွက်ပေးဖို့တောင်းခံမှုများရှိနေဟုဆိုတဲ့သတင်း Miss Universe 2015ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုအလှမဲ့မေဘရီတော်ပြန်လည်ရောက်ရှိအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ ၁၃နှစ်မြောက်ပြောင်းသူလွတ်တော်အစည်းအဝေး၁၉ရက်မြောက်နေ့ကိုဒီဇင်ဘာလ၂၃ရက်နေ့မနက်၁၀နာရီမှာစတင်ကျင်းပခဲ့ပါတယ်။ဤသို့ကျွေးမီစီမံခန့်ခွဲမှုအခွင့်အရေးနဲ့မြန်မာနိုင်ငံမိပြတဲ့အုပ်တွေကိုပြင်ဆင်နေအခွင့်အရေးပြောင်းသူလွတ်တော်ဆရာနေဦးရေ၈၁ရာပြောင်းသူလွတ်တော်ကတည်ပြုခဲ့မှုတွေလွတ်တော်ကမှတ်တမ်းတင်ကြောင်းဒီပေးခြင်းပါ။ 73ချိန်မြောက်ပြည်အောင်စုလွတ်တော်အစည်းအဝေး19ရက်မြောက်နေ့ကိုဒီဇင်ဘာလ23ရက်နေ့မနက်10:00နာရီမှာစတင်ကျင်းပခဲ့ပါတယ်။အစည်းအဝေးမှာပြည်သူ့ကျွေးမီစီမံခန့်ခွဲမှုဥပဒေချမ်းနဲ့မြန်မာနိုင်ငံမီးပြတိုက်အဥပဒေကိုပြင်ဆင်တဲ့ဥပဒေချမ်းတို့ကိုပြည်အောင်စုလွတ်တော်ကအတည်ပြုတယ်လို့မှတ်ယူကလွတ်တော်မှာမှတ်တမ်းတင်ခဲ့ပါတယ်။ အဲ့ဒီနောက်2016-2019ခုနှစ်အမျိုးသားစီမံကိန်းဥပဒေကျမ်းနဲ့2016ခုနှစ်ပြည်ထောင်စုရဲ့ဗန်နာငွေအရာသုံးဥပဒေကျမ်းပါဝင်ကြီးဌာနတွေနဲ့အဖွဲ့အစည်းတွေရဲ့တာမန်နဲ့ငွေလုံးဝင်အသုံးစရိတ်နဲ့ပတ်သက်ပြီးရှင်းလင်းဖို့ဝင်ကြီးဌာန29ဌာနဗဟုအဖွဲ့အစည်းနှစ်ခုတို့ကတာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။အဲ့ဒီဌာနတွေကိုပြည်ထောင်စုလွှတ်တော်နိုင်ငံကသူရဥွှေမန်းကရှင်းလင်းဖို့ရှိမရှိမေးမြန်းမှုကို ဝင်ကြီးဌာနတွေနဲ့ဗဟိုအဖွဲ့အစည်းတာဝန်ရှိသူတွေကရှင်းလင်းမှုမရှိပါလို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ကြံကြရေးဝင်ကြီးဌာနကစီးကြားတင်ပြရှိပါလား။သမမဝင်ကြီးဌာနကစီးကြားတင်ပြရှိပါလား။သမဝင်ကြီးဌာနစီဝကုဒန်ရဝေဝင်ကြီးဌာန လင်းတပြားရှိပါလားရှိဝင်ကြီးကဏ္ဍရှင်လင်းတပြားကဝေးမိဌာနရှင်းလင်းတင်မြှောက်ရှိပါလေ။ဒေဇာရေးရဝိညာဏရှင်းလင်းတင်မြှောက်ရှိပါလေ။တထာပုစာရေးဝိညာဏရှင်းလင်းတင်မြှောက်ရှိပါလေ။လေယာဆက်ပြွေးနဲ့ဆင်မြောင်းဝိညာဏရှင်းလင်းတင်မြှောက်ရှိပါလေ။ ဝင်းမြူရင်းဒီလုပ်ငန်းနဲ့ကျေးလက်ဒေတာပုံပြေးဝန်ကြီးဌာနရှင်းလင်းတင်ပြရှိပါလားဆက်သွယ်ရေးတရင်ချက်လက်ဤပညာဝန်ကြီးဌာနရှင်းလင်းတင်ပြရှိပါလားဘုဆောင်ရေးဝန်ကြီးဌာနရှင်းလင်းတင်ပြရှိပါလားပါဝန်ကျင်ထိန်းသိမ်းရေးနဲ့တတော်ရေးဝန်ကြီးဌာနရှင်းလင်းတင်ပြရှိပါလား ပြည့်စစ်စွာဝန်ကြီးဌာနကရှင်းလင်းတင်ပြရှိပါလားအဲ့ဒီနောက်မှာတော့လွှတ်တော်ကိုခရစ်စမတ်ကာလခဏရဏမှာဖြစ်ပြီးဒီဇင်ဘာလ28ရက်နေ့မှာပြန်လည်စတင်မယ်လို့တည်တော်စုလွှတ်တော်နာယကကပြောခဲ့ပါတယ်။လွှတ်တော်ကိုလည်းများခင်ဗျာအစီအပေး19ရက်မြောက်နေ့ဆင်းရဲခဏပါ။တည်တော်စုလွှတ်တော်73ညမြောက်ပုံမှန်အစီအွေရဲ့20ရက်မြောက် နေ့ကို2015ခုနှစ်ဒီဇင်ဘာလ28ရက်တင်လာနေ့နန်းနဲ့ဆယ်နှစ်ချင်းနဲ့ကျင်းပပြုလုပ်မှဖြစ်ကြောင်းနဲ့ယနေ့အတွက်ဆွေးနွေးဆုံးကြောင်းကျင်းညပါရယ်အဲ့ဒီနောက်မှာတော့လွတ်တော်ကိုခရစ်မတ်ကာလမှာခိတ္တဂျန်နာမှာဖြစ်ပြီးဒီဇင်ဘာလ28ရက်နေ့မှာပြန်လည်စတင်မယ်လို့ပရန်သူလွတ်တော်နိုင်ကကပြောခဲ့ပါရယ် တောင်တုပ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းကပြန့်လွင့်လာတဲ့တိမ်တိုက်တွေကြောင့်မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာညဘူးချိန်နဲ့ပုံမတိုးလာမှာဖြစ်တယ်လို့မိုးလေဝသနဲ့စလာပရာညွှန်ကြားမှုဦးစီးဌာနမှဒုတိယညွှန်ကြားမှုချုပ်ဦးကျော်မိုးကပြောပါရယ်မြန်မာပြည်အောက်ပိုင်းဒေသတွေနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသအခြေအနေတွေကိုဦးကျော်မိုးကအခုလိုသုံးသပ်ပြောကြားထားပါရယ်အဲဒီနေ့ဆိုရင်တော့ဒီပေါ်တောင်းမှာတော့ပေါ်တောင်းမှာတော့ဒီဒီဒါတော့ရအောင်ပါလေအဒီကတော့ဟိုကျွန်တော်ဒီတော့ ပထမဦးဆုံးလာတဲ့မုံနဲ့ပေါ့ဒီမုံနဲ့အချင်းချင်းအောင်ဒီပြင်နေချင်းမှာဆိုတော့ဟိုပြက်သွားတာပေါ့လေအဲဒီမှာရှိရဲ့ဒီအချင်းချင်းတိကျပြီးတော့ပေါင်းဆိုတဲ့ဒီဆိုင်ပြင်နေကြတော့မှပြန်ပြီးတော့အစပြန်ပြူပြီးတော့မှဒီကပေါ့ဒီကျွန်တော်တို့အတင်းလာတိုင်းသောကနေရောဆက်ပြီးတော့မှကပ်လီတွေကိုသင်လာမယ်အနေအထားလေးရှိနေပါတယ်။ဟုတ်ကဲ့။အဲဒါကြောင့်မို့ကျွန်တော်တို့အမှုရမယ်အနေအထားလေး ုတ်ထားတယ်ထုတ်ထားတယ်ဆုံးလုံးဝိုးရလိုက်တဲ့အကြောင်းလေးဒီတင်းနာရီတို့မောတို့ပြင်းပြင်းတို့မောပေါ့လေနောက်ဝီချင်းကတော့ဒါသူကတော့ဟိုအတက်ဘက်ကိုပြန်ရောက်တယ်ပေါ့လေနော်ဒီပြန်ပြီးတော့ဟိုဒီနေနေနေရဲ့ဟောပေါ့နောက်ဝီချင်းကျတဲ့ကမြန်မာနိုင်ငံအပိုင်းမှာတော့နောက်ဝီချင်းကျတဲ့ကဒီသာလေးတွေ့နေရတယ် အဆိုပါမုံတိုင်းဟာပြက်ပြဲသွားပြီဖြစ်ပေမဲ့လည်းမုံတိုင်းမှာပြန့်လွင့်လာတဲ့တိမ်တိုက်တွေကြောင့်မွန်တနင်းသာရီကန်ရက်တစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလေပြင်းများတိုက်ခတ်နိုင်ပြီးလိုင်းအသင်အသင်မှလိုင်းကြည့်နိုင်တာဖြစ်ပါတယ်။လေပြင်းများတိုက်ခတ်စဉ်ရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်တယ်လို့မိုးစလာကသတိပေးချက်ထုတ်ပြန်ထားပါတယ်။တိမ်တိုက်တွေကြောင့်နောက်3-4ရက်အထိညအပူချိန်တိုးလာနိုင်ပြီးတိမ်တိုက်တွေပြက်ပြဲသွားပါက မူလအတိုင်းပြန်အေးလာမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်အေးပိုခဲ့တဲ့မြန်မာနိုင်ငံအထက်ပိုင်းရှိကချင်ပြည်နယ်ချင်းပြည်နယ်တို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးပုံမှန်အခြေအနေသာရှိပြီးရခိုင်နှစ်ကထက်အေးထက်မပိုနိုင်ကြောင်းကိုလည်းဦးကျော်မိုးကပြောပါရယ်။ဒီကတော့ဒီဒီချင်းရတော့ဒီကတော့ဒီဇင်မာဇန်နဝါရီပေါ့ဒီဇန်နဝါရီနောက်ဒီကိုတော့ဟိုအေးနေဦးမယ်ဒီသာရှိတယ်။ဆိုတော့ဟိုအခုဒီနေ့မှဆိုတော့ဒါဟို ရက်တရားပဲဒီဆားဆားလိုတော့မှ minus 5လောက်ဒီကြာတော့တယ် minus 5ကနေရောတော့ကြာတော့ minus 4ပေါ့လေ minus 4ဆိုတဲ့ဒီတော့ဒီရေတော့ဟိုပြန်ပြီးတော့ဟိုအပူချိန်လေးတော့နည်းနည်းပြန်တော့ပြတ်လာတယ်အဆင်းတင်လာတဲ့အနေအထားရှိတယ်ပေါ့လေအဲ့ဒီအရင်ကြီးကတော့မကုန်ဘူးမကုန်သေးမကုန်သေးဒီလိုမျိုးသွားမှနေတာတော့ဘောရုံကလို့ဒီဒီမာနာနဲ့ဇန်နဝါရီလဘုံတော်ဒီကိုတက်ပြီးတော့ပြီးသွားနိုင်တဲ့အခါလေးတော့ရှိတယ် အဲမနေ့ကနေ့နိုင်စင်တော့ဟိုပါဘောဒီဟိုပုံမှန်ဘူးရင်တော့ပဲရှိသေးရဲ့ဆိုတော့လေဒီနေ့တော့ဟိုအဲ့ဒီမနေ့ကတော့ဒီလေဟိုမရောက်သေးဘူးပေါ့လေဒီ normal normal အတွင်းထဲမှာပဲရှိရဲ့ဆိုတော့ဒီမှာဟိုခရိုင်းနေ့ဒီဒီတော့ပဲရှိပါမယ်ဟုတ်ကဲ့ပြီးခဲ့တဲ့ရပိုင်တကချင်းပြည်နယ်ဟာခါမှာနေ့ပူချိန်ဟာ -5 degree ထိကျဆင်းလာတာကိုတွေ့ရပါတယ် ဒီသမလ23ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံကြက်ချင်နေတဲ့ခြေပြပြန်လဲထူထောင်ရေးသတင်းစာရှင်းလင်းပွဲကိုစာမျက်ပတ်ပြုဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်ဒီဇင်ဘာလ23ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံကြက်ချင်ဒီတင်ရေပေးပြန်လဲထူထောင်ရေးသတင်းစာရှင်းလင်းပွဲကိုစာမျက်ပတ်ပြုဟိုတယ်မှာပြုလုပ်ခဲ့ပါရယ်အဲဒီသတင်းစာရှင်းလင်းပွဲမှာရေပေးပြန်လဲထူထောင်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအဓိကထားပြောကြားသွားခဲ့ပြီးမြန်မာနိုင်ငံကြက်ချင်ဒီအသင်းရဲ့လက်ရှိအခြေအနေနဲ့လှုပ်ရှားမှုအကြောင်းအရာတွေကိုအသင်းတာဝန်ရှိသူတွေကရှင်းပြခဲ့ပါရယ် ဒီချင်းလုံးပွဲမှာရေဘေးပြန်လဲထူထောင်ရေးတွေမှာလူဒန်းမှုတွေပြုလုပ်ခဲ့တဲ့လူရှင်တွေကိုအသင်းကလူဒန်းခဲ့တဲ့အကြောင်းအရာတွေကိုရှင်းလင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ဗဟိုဝန်ထမ်းတက္ကသိုလ်ဖောင်ကြီးကတင်ကြားရေးဌာနမှူးကြီးဦးသိန်းလွင်ကလည်းရှေးဦးသူနာပြုစတေတတာဆက်ကနပုံကိုလည်းလူဒန်းမှုပြုလုပ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့လူငယ်အဖွဲ့အစည်းတွေဒါမှမဟုတ်တူတူတယောက်ချင်းစီကနေတက်နိုင်သလောက်ပါဝင်ဆောင်ရွက်ပေးစီလိုတဲ့အကြောင်းကိုလည်း မြန်မာနိုင်ငံကျက်စီနီတင်ကတက်ဆိုင်ရာတာဝန်ရှိသူတွေကရှင်းလင်းပြောကြားခဲ့ပါတယ်။ဒီလိုရှင်းလင်းပွဲပြုလုပ်ရတာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံကျက်စီနီတင်ကအထွေထွေအတွင်းရေးမှူးဦးခင်မောင်လှကအခုလိုပြောပါတယ်။အဲဒီပွဲကတော့ပေါ့နော်ဟိုအဓိကမြန်မာထားတာကတော့ဒီမှာရှင်းပြချင်းရပေးပေါ့နော်။ဟိုကျက်စီနီလုပ်ငန်းတွေကိုမီဒီယာတွေရဲ့အားနဲ့ပေါ့နော်လူလူကိုရှင်းလင်းတင်ပြမယ်။လူလူကကျက်စီနီလုပ်ငန်းတွေသိရှိလာမယ်။အပိကူနီဆောင်ရမယ်ပေါ့နော်။ဒါအပြင်နောက်တစ်ခုကလည်းဒီလိုလှုပ်ချင်းအပြင် တက်ချင်လုံကနေရလူတို့ရဲ့ပူပေါင်းပါအောင်ဆောင်ရွက်မှုရရှိတဲ့ကမှာပို့ဟိုအောင်မြောင်ဆောင်ရွက်လာနိုင်မှာပေါ့နော်နောက်ချက်ကတော့ခုနပြောတဲ့ရေပင်းနဲ့ပတ်သက်လို့ရှိရင်ရရှိတဲ့အထူးငွေတွေကိုဘယ်လိုနေရာမှာသုံးမလဲဘယ်လိုဘယ်လိုပစ္စည်းတွေဘယ်လိုအထောက်အကူတွေပေးမလဲပေါ့အဲ့လိုဒီအထူးရှင်တွေပြန်ရှင်းပြခြင်းအထူးရှင်တွေညာဆိုကျင့်တတ်မှုရမယ်နောက်ထပ်လိုတဲ့နည်းမျိုးဒီဒေသတွေအတွက်ကိုလည်းလိုအပ်တဲ့အထူးငွေတွေဒီလိုထက်ဝင်လာနိုင်မှာပေါ့နော်အခုအခုလို့ ဒီရင်းစမှတ်ပါမယ်မှာရရှိတဲ့ငွေပမာဏက EOI တိုင်းနဲ့ငွေတိုင်းဒီပိုင်းမှာရှိတဲ့မြို့နယ်၄ခုအတွက်ပဲငွေရလောက်တယ်။ကျန်တဲ့အဲ့တိုင်းကြီးတစ်ခုကသူတို့အတူငွေအခုညောင်းတာတွေရှိတယ်ပေါ့နော်။ဒီမှာဥမာကိုစာသင်ကျောင်းညီတာစောက်တာတည်တဲ့စေတေးကိုင်းညီတာစောက်တာဤတန်ရရှိဖို့ကိစ္စတွေပေါ့။အစားရှိတဲ့တွေပေါ့နော်။ဒါသူတို့အသက်မွေးရောင်းဝမ်းကြောင်းလုပ်ငန်းတွေစိုက်ပွေးလုပ်ငန်းတွေတက်ကိုသူတို့ပြင်တောင်းတာတွေရှိတယ်။အဲ့ဒါတွေကိုနောက်ထပ်အတူရှင်းနေကြအတူငွေရမယ်ဆိုရင်သူတို့ထပ်ပြီးတော့လုပ်ပေးနိုင်တာဖြစ်ပါမယ် လက်ရှိမှာမြန်မာနိုင်ငံကြက်ကျင်ဒီတင်းကနေကရင်ပြည်နယ်ကချင်ပြည်နယ်နဲ့ချမ်းပြည်နယ်တို့မှာခြေတုတက်ဆင်လုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီးလက်ရှိ2015ခုနှစ်မှာတော့မြန်မာနိုင်ငံမှာရှိတဲ့မွေးရာပါခြေမတန်စွမ်းသူတွေနဲ့အကြောင်းမျိုးမျိုးကြောင့်ခြေထောက်ဆုံးရှုံးခဲ့ရသူစုစုပေါင်း85ရောက်ကိုခြေတုတက်ဆင်ပေးခဲ့ပြီးဖြစ်ပါတယ်။ကချင်ပြည်နယ်နဲ့ချမ်းပြည်နယ်တို့မှာလည်းကိုယ်ကာယပြန်လည်တန်စွမ်းရေးဌာနနှစ်ခုကိုထပ်မံဆောက်လုပ်နေကြောင်းသတင်းစာရှင်းလင်းပွဲကနေသိရပါတယ်။ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာလည်းကိုကာရပြန်လည်တန်ဆွမ်းရေးဌာနနှစ်ခုကိုထပ်မံဆောက်လုပ်နေတယ်လို့သတင်းစာရှင်းလင်းပွဲကတဆင့်သိရပါဗျ။ Miss Universe 2015ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုသွားရရှိမဲ့ခဲ့တဲ့အလှမေမီဘရနီတော်ဟာဒီဇင်ဘာလ23ရက်နေ့ကရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိလာခဲ့ပါဗျ။ Follow me, Alo. Let me be, let me be, let me be, let me be. ောင်းဆုံးကြိုးစားခဲ့တယ်ပေါ့နော်။ဘာဖြစ်ဖြစ်တော့ကိုယ်အကောင်းဆုံးကြိုးစားမှုပေါ်တော့နောင်နာမရပါဘူး။ကိုယ်တော့အားရပါတယ်။ခုသွားရောက်တယ်ဆိုတာညီမတို့ညီမနိုင်ငံကတုံးကပဲရှိသေးတယ်လေ။တခြားနိုင်ငံအနေနဲ့ရှင်ညီမတို့အတွေ့အကြုံမျိုးပါသေးတယ်။ဘာဖြစ်ဖြစ်ညီမတို့အခု၃နှစ်အတွေ့အကြုံရှိသွားပြီဆိုတော့နောက်နှစ်ဆိုရင်တော့၄နှစ်ဟောပါပေါ့။ညီမတို့ရဲ့၃နှစ်သာအတွေ့အကြုံမျိုး၄နှစ်သမားကိုပြန်ပြီးပြောပြနိုင်ပါလား။ဟုတ်ပါရဲ့။တိုင်ဝဲရဲ့အတွေ့အကြုံကတော့အများကြီးပဲရခဲ့ပါတယ်။အဓိကအဖြစ်တော့ညီမအတွေ့အကြုံအများစုကိုညီမအခန်းပေါ်ပေါ့နော်။ဖိလစ်ပင်းမဲ့ရှိကနေညီမအများကြီးရရှိခဲ့တယ်ပေါ့နော်။ အများအားသူ့ရှိကနေတင်ယူတယ်သူ့ကိုကြည်တယ်ပေါ့သူသွားဟန်နေဟန်နေကိုကြည်တယ်ပေါ့အဲအဲအကြောင်းနဲ့ညီမအခုလိုမျိုးတပြင်းနဲ့ improve ဖြစ်လာတာပေါ့နော်အချိန်တူတူတွဲမှာသူ့ကိုလည်းအများကြီးလက်ကျေးဇူးတင်တယ်ပေါ့ဟိုညီမအရင်တော့ကတော့ပေါ့နော်ဘယ်ရောက်သူကြောက်တတ်တယ်အားငယ်တတ်တယ်ပေါ့နော်ဒါပေမဲ့ဟိုကိုလည်းရောက်ကောကိုကတယောက်ထဲသွားရတဲ့အချိန်မှာကိုကိုပို့ပြီး strong ဖြစ်အောင်ငါတယောက်ထဲလာရတာအဲ့တော့ဒီထက်မှကပို့ပြီးတန်မာမယ်ဆိုရင်စိတ်ဓာတ်မျိုးနဲ့ သွားရောက်ရှင်ပြန်ခဲ့တာပါ။မာတင်လာတာတော့သူအရန်ကိုသူစိတ်တက်အရန်မှကြောပါရဲ့။သူ၃နှစ်အတွင်းမော်ဒီ University ကိုမရောက်ခင်သူတို့ပြည်တွင်းမှာ၃နှစ်လောက်ကိုသူရှင်ပြန်ခဲ့တယ်။ပြတော့လေသူအများအား self learning လုပ်တယ်ပြီးတော့သူကသူ့မှာလည်းအများ pressure အများများတယ်သူတို့ organization ဘိုင်းကလည်းပေါ့နော်ဟိုသူ့ကိုဖြစ်စေခြင်းနဲ့အတွက်အများကြီးတင်ယူပေးတာလည်းရှိပါတယ်သူ့အနေနဲ့ကြည့်နေရင်လည်းသူ့ဘက်မှာပေါ့ဟို stress များတယ်အဲ့ဒါတော့ညီမကိုယ်တိုင်ပေါ့သူ့အခန်းပေါ်ဖြစ်တော့မှညီမသိရတာပေါ့နော်ဒါပေမဲ့သူ ਨੇ သူကြည်လိုက်ရင်တော့ဗောနော်နည်းနည်းလေးဟိုမားရယ်ဗောနော်သူရဲ့အစ်တေရကဒါမဲ့တကယ်ပေါင်းကြည့်ရင်သူကရန်ခင်မှုကောင်းတဲ့တငယ်ချင်းတယောက်ပါမြောက်ခဲ့တဲ့ပုံမှာကိုလိုအပ်ချက်တွေရှိသေးလို့ပဲလို့လည်းညီမယုံကြည်ပါတယ်ဘာဖြစ်ဖြစ်ဗောနော်ညီမတို့ညီမနိုင်ငံအနေနဲ့ကလည်းခုမှဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက်ပေါ့နော်သူတို့ဘက်ကအဲ့ဒီဘိုင်းလေးတွေကိုလည်းကြည့်တယ်ပေါ့နော်နိုင်ငံဘိုင်းရောအတွေ့အကြုံဘိုင်းရောပေါ့နော်ညီမအတွေ့အကြုံသက်တမ်းရဆိုလည်းညီမတို့အမြင့်သက်တမ်းရဆိုလည်းညီမတို့ရန်နေသေးတယ်ပေါ့နော်အဲ့ဒီဘိုင်းကြီးလည်းရှိသေးတယ်ဆိုတော့ ဟိုဘိုင်ဖေဘောအကောင်းဆုံးတော့ကြိုးစားခဲ့ပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ20ရက်နေ့ညကအမေရိကန်နိုင်ငံ Las Vegas မှာမဲဆက်ကြဝရပြိုင်ပွဲနောက်ဆုံးအဆင့်ကိုကျင်းပခဲ့ရာပြိုင်ပွဲမှာအနိုင်ရရှိသူကိုမှားယွင်းကြေညာခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ကြေညာသူကကိုလံဘီယာကိုစားသူအလမဲကိုမှားယွင်းကြေညာခဲ့တာဖြစ်ပြီးမှန်တကယ်ရရှိခဲ့သူမှာဖိလစ်ပိုင်ကိုစားသူအလမဲဖြစ်နေခဲ့တာဖြစ်ပါတယ်။